ကဘာစေးအကြီးဆုံးကျွန်းတူတူကဒီနေ့အစီအစဉ်လေးမှာကဘာဘော်ကစေးအကြီးဆုံးကျွန်းတစ်ခုကိုခေါ်သွားမှာဖြစ်လို့အဆုံးနဲ့ကြည့်ပေးကြပါအောင်ရှင်ဖိလစ်ပိုင်နိုင်ငံပလာဝန်ကျွန်းမှာရှိတဲ့ဘန်ဝါကျွန်းဟာကဘာဘော်မှာစေးအကြီးဆုံးကိုပိုင်ကျွန်းတစ်ခုဖြစ်ပါတယ်ကဘာလက်ခရီးသွားတွေရဲ့အာရုံကိုဆွဲဆောင်ထားနိုင်တဲ့ဒီကျွန်းဟာကြည်လင်တောက်ပတဲ့ရေချိုးငွေတွေစိမ့်လန်းဆိုပြတဲ့တစ်တော်တွေနဲ့လှပခမ်းနားတဲ့တန်သာကြောက်တန်းတွေပြည့်နေနေရပါကျွန်းပတ်လည်ရေပြင်းတွေပေါ်မှာလည်းပေါများကျယ်ဝတဲ့ရေနေတဲ့တော် ွေနဲ့တန်နာကြောက်တန်းတွေပြည့်နေတဲ့အတွက်ရေငုပ်တာနဲ့ရေကူးတာရဲ့အတွက်အချိုးကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘန်ဝါကျိုးကိုတညတဲခုချင်းကန်ဒေါ်လာ3သိန်းအထိကျတင်နိုင်ပြီးကဘာပေါ်မှာဈေးအကြီးဆုံးသီးသန့်ကျိုးဟိုတယ်တစ်ခုအဖြစ်နာမည်ကြီးနေပါတယ်။တဘာဝအလှတရားကိုခန်းစားလို့သူတွေနဲ့လူသူစုညံတန်တွေဝေးကွာစွာအနားယူလို့သူတိုင်းအတွက်ဘန်ဝါကျိုးဟာစံပြခီးသွားနေရာတစ်ခုဖြစ်ပါတယ်။သူသူတို့မြန်မာနိုင်ငံမှာလည်းအရန်လာပါတဲ့ဗိတ်ကျိုးစုကြီးရှိနေပြီးကမ္ ပါလက်ခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ်တည်ရှိနေပါတယ်။